နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ချီနီယနေ့မြန်မာစံတော်ချိန်နနက်9:00နာရီအချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောမလက်ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရဝန်းသည်ဆက်လက်တည်ရှိနေပါသည်အဆိုပါအားကောင်းသောလေဖိအားနည်းရဝန်းသည် အနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးပိုမိုအားကောင်းလာကဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ရင်းနှင့်ဆက်စပ်လျက်ရှိသော ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့၌မုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည် မင်းလာပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နှင့်ကျန်ပင်ကလာပင်လယ်အော်တို့တွင်တိမ်အထင်းတင်းမှတိမ်ထူထက်နေပါသည်ယနေ့ညနေအထိခံမှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း၈၀ဖြစ်ပါသည် ရန်ကုန်တိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်တိမ်အထင်အင့်ဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်တာယာမီမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္လာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း ၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတိကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်အများအပြားဖြင့်တာယာမီ။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်အများအပြားတာယာမီ